တမန်ရှင်မပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်လွမ်းဝေပါ23ရက်6လ2025ရက်နေ့ရက်သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်အဲ့တော့သတင်းလေးတွေတော့ရန်ကောင်းနေပြီနော်သတင်းတွေရန်ကောင်းနေတာတမန်တော်တကယ်လုတ်ပြီးလို့တော့ပြောလို့ရတဲ့အနေအထားတစ်ခုမှရှိပါတယ်အဲ့တော့လက်ချုပ်ကိုယ်တိုင်လည်းပြောထားပြီးသားဖြစ်တဲ့အတွက်နော်ဒီရွေးကောက်ပွဲမတိုင်ခင်မှာဒါလက်လွတ်ထားရတဲ့နေမြေတွေကိုတမန်တော်အနေနဲ့အလုံးစုံပြန်မသိမ့်နိုင်ခဲ့ရင်တော့မှဒါသိမ့်နိုင်တဲ့မြို့တွေကိုဒါသိမ့်မှုရှိတယ်လို့ဒါတချို့ကြီးပြောထားရှိတယ်အဲ့တော့လက်ရှိတမန်တော်ကဒီလမ်းစဉ်ကိုသွားနေပါပြီနော်ရွေးကောက်ပွဲမတိုင်ခင်မှာဒါ တဖက်ကဒီတရလီအနေနဲ့လည်းဒါဆွနီပွဲတွေလုတ်ချင်တယ်အဲ့တော့ဆွနီပွဲမတိုင်ခင်မှာပဲတမတော်အနေနဲ့ကဒါကျွန်တော်ထင်တယ်မျိုးကြီးနှစ်ခုကိုသူ့အနေနဲ့အပိုင်ယူမယ်လို့တော့ကျွန်တော်ယူဆတယ်ပေါ့နော်အပိုင်ယူမယ်ယူဆတယ်အဲ့တော့ဘာလို့အပိုင်ယူမယ်လို့ယူဆရလဲဆိုလို့ရှိရင်ဒီလက်ရှိတမတော်အနေနဲ့နောင်ချိုးထိုးစစ်ကိုပဲကြည်ပါအဲ့နောင်ချိုးဘဲကိုရောက်နေပြီလဲဆိုလို့ရှိရင်ဒါဒီဒီနေ့ဆိုလို့ရှိရင်တမတော်ကဒါနောင်ချိုးဘေးနားမှာရှိတဲ့ဒီတန်ဖိုးရွာနော်တန်ဖိုးရွာကို စတဲ့ဝင်ရောက်တိုက်ခိုက်ပါပြီနော်စတဲ့ဝင်ရောက်တိုက်ခိုက်ပါပြီအဲ့တော့လက်ရှိ တီအလီအနေနဲ့ဒီအမာခံစကန်ကုန်းဆိုတာမရှိတော့ဘူးအမာခံစကန်ကုန်းဆိုတာမရှိတော့ပါဘူးဘာလို့လဲဆိုတော့တက်မတော်ကနေရာတုံကနေအကုန်တင်းထားပြီးဖြစ်ပါတယ်တင်းထားပြီးဖြစ်တယ်အဲ့တော့တန်ဖိုးရွာဆိုတာကဒါကျွန်တော်မြို့ပြည်သူတွေတိတဲ့လူတွေတိလိမ့်မယ်မတိတဲ့လူတွေကတော့မတိဘူးဖြစ်ပါလိမ့်မယ်နော်တန်ဖိုးရွာဆိုတာကဒါနောင်ချိုဘေးနားမှာပါနော်နောင်ချိုဘေးနားမှာအဲ့တော့တက်မတော်ကဒီတန်ဖိုးရွာကိုရောက်နေပါပြီဒီနေ့တက်မတော်ကဒီလေချောင်းကနေပြီးတော့ကျတော့နော်ဘုံလုံးပေါင်း50ကျော်ကျဲချပေးခဲ့လိုက်တယ်အဲ့မှာခွေးတွေမတာပေါ်ရတယ်အဲ့တော့ဒီကောင်တွေကတော့ရွာသူရွာသားတွေလို့ပြောတာပဲဗျာနော်အဲ့တော့ရွာသူရွာသားအဲ့မှာရှိရလား တော့တမတော်ဟာဟိုတမတော်ထဲနိုင်ငံတော်ကတရားဝင်ကြေညာထားပြီးသားဖြစ်တယ်အကြံပတ်တိနဲ့မသက်ဆိုင်ရင်ကြည်လွတ်ရမြေမှာနေဖို့အတွက်ကိုပြောထားပြီးသားဖြစ်ပါတယ်နော်ဒါနဲ့ပတ်သက်ပြီးတော့တစ်ဖက်ကဒီအကြံပတ်မီဒီယာတွေအနေနဲ့ကဒီပြည်သူတွေသေတယ်ပေါ့ဗျာနော်ပြည်သူတွေသေတယ်ဆိုပြီးတော့ဝါဒကြီးဖြန့်နေရှိတယ်အဲ့တံပိုးရွာဆိုတာကလည်းဒါအကျံပတ်တည့်ရဲ့လေးရစကန်းချထားတဲ့နေရာဖြစ်ပါတယ်နော်စကန်းချထားတဲ့နေရာပါအဲ့ဒါကိုတက်မတော်ကဒီနေ့ဆက်တယ်တိုက်ခိုက်ပါပြီဒါလေချောင်းကနေပြီးတော့ဒီဘုံအလုံး50ကျော်ကျဲချပေးခဲ့တယ်လို့ကျွန်တော်တို့သိရပါတယ်နော်သိရပါတယ်အဲ့တော့မသားပေါ်လာရတဲ့အများကြီးလို့သိရပါတယ် တကယ်လေနဲ့ပတ်သက်ပြီးတော့ဒါညီနိုင်ဆွေးနွေးမှုတွေလုပ်ဖြစ်တယ်လို့ပြောတယ်ဒါဆွေးနွေးမှုအောင်မြင်မှုလည်းရှိတယ်လို့ပြောတယ်ဒါပေမဲ့တမတော်ကဒီဆွေးနွေးမှုမတိုင်ခင်မှာအဓိကမျိုးကြီး2မျိုး3မျိုးလောက်ကိုအပိုင်ပြန်ယူပါလိမ့်မယ်နော် throw it ဟိုစီရေးရပြန်ယူပါလိမ့်မယ်စီရေးရပြန်ယူပါလိမ့်မယ်ဆိုတော့အဲ့တော့အဓိကမျိုးကြီးတွေဆိုလို့ရှိရင်တော့ကျွန်တော်မိဘပြည်သေးတည်ပြီးသားပါပထမဦးဆုံးတစ်ချက်အနေနဲ့တော့နောင်ချိုနော်နောင်ချိုပြီးရင်ဒီမိုးကုတ်နော်မိုးကုတ်မိုးမိတ်အဲ့ဘက်တကြောကိုတမတော်အနေနဲ့ဒါ throw it တွေပြန်ဆင်ပြီးတော့ဒါ မျိုးတွေကိုပြန်ယူပါလိမ့်မယ်လက်ရှိယူဖို့အတွက်လည်းတမတော်ကဒါထိုးသစ်တွေစင်ထားတာရှိပါတယ်ဒီမိုးကုတ်မှာဆိုလည်းဒါတမတော်ကထိုးသစ်တွေစင်ထားပြီးပါပြီဒါမလုတ်သေးတာပဲရှိတာပါเนาะမလုတ်သေးတာပဲရှိတာပါအဲ့တော့ဘယ်နေရာတွေထိုးသစ်စင်ထားလဲဆိုတော့ကျွန်တော်တို့တွေကပြောလို့မရတဲ့အတွက်မပြောတာပါเนาะတမတော်ကဒီမိုးကုတ်ကိုပြန်လဲတိုက်ခိုက်ဖို့အတွက်ကိုဒီအင်အားအလုံးရင်းတွေချထားတာရှိပါတယ်เนาะဒါဘယ်နေရာချထားလဲဆိုတာတော့ကျွန်တော်တို့တွေမပြောပါဘူးเนาะပြောပါဘူးဒါကတော့တမတော်အနေနဲ့ဒီအဓိကဒီယူကောက်ပွဲမတိုင်ခင်ဒီဆွေးနွေးပွဲမတိုင်ခင်မှာ အဓိကမျိုးကြီး2မျိုး3မျိုးလောက်ကိုဒါပြက်လေးလက်ထဲကနေပြီးတော့ဒါစီရေးအရပြန်ယူဖို့ရှိတယ်လို့ကျွန်တော်တို့သိထားပါတယ်ဒါအခုလက်ရှိနောင်ချူကတော့တန်ဖိုးရွာကိုရောက်နေပါပြီတမတော်ကဘုံကျဲတက်ခတ်ရှင်းလင်းနေပါပြီเนาะဒါကတော့တစ်ချက်ပေါ့နောက်တစ်ချက်ကတော့ဒီနေ့ဒါစောနဲ့เนาะပေါင်းမြူနယ်တို့ကိုတမတော်ကဒီနေ့မနေ့6နာရီ6နာရီကျော်ဝန်းကျင်ပေါ့เนาะအဲ့ဝန်းကျင်မှာဒါဘက်38ချိန်ထုပါတေးတာပဲအဲ့မှာမသားလေးမသားအများကြီးတေးတာပဲเนาะအဲ့တော့အဲ့ထဲမှာမှာ ရဲပြေးဝရမ်းပြေးမရင်းကောင်ဟောစီတူအောင်ဟိုပါဝါကြီးမာလကီယာကြွားပါပြီဟောအဲကောင်ကရဲပြေးဟိုရဲဘက်မှာတာဝန်ထမ်းဆောင်တဲ့ချိန်ရလဲအမှုပေါင်း16000နဲ့ကောင်ပါနော်အဲ့တော့အဲကောင်ဒီစီတူအောင်ဆိုဒီမှာဒါသူမရင်းမှုတွေလည်းကျူးလွန်ထားရှိတယ်ပြီးရစစ်ပြေးဝရမ်းပြေးဖြစ်ပါတယ်နော်စစ်ပြေးဝရမ်းပြေးအချိန်နေကောင်းလို့စီရန်လောက်ပြီးတော့တစ်ဖက်အကြံဘက်အဖွဲ့စီရဲကိုထွက်သွားတယ်အခုတော့တက်မတော်ကဒီနေ့နော်6နိုင်6နိုင်ခွဲချိန်မှာ ဘစ်38ကျင်းထုတဲ့အချိန်မှာစီတူအောင်အပါဝင်15ဦးမလကီးယားကြွပါပြီလို့ပြောတယ်နော်မလကီးယားကြွပါပြီပြောသူတို့ NUG ပြောတဲ့မြေအောင်နန်းတော်တရင်ပို့သွားပြီမြေအောင်နန်းတော်ကိုတရင်ပို့သွားပြီဒါတော့စီတူအောင်ဆိုတာကဘယ်မှာတာဝန်ကျတာလဲဆိုလို့ရှိရင်သူငကိုတားရဲဘက်မှာတာဝန်ထမ်းဆောင်တဲ့အချိန်ကကမ္မရဲစခန်းမှာတာဝန်ကျတာပါအဲ့ဒီအနေပြီးတော့ဒါသူပြစ်မှုတွေအများကြီးနဲ့ဖြစ်ခဲ့ပြီးတော့ဒါစီရန်လောက်သွားတာလည်းဖြစ်ပါတယ်เนาะဒါကတော့လက်ရှိတက်မတော်ကဒါစောနဲ့ပေါင်းမြူနဲ့ဘုံကျတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ပြောပြတာပါနောက်တစ်ခါတော့ဒီ အေယာဝတီတိုင်းနော်အေယာဝတီတိုင်းမှာဒါတက်မတော်ထိုးစစ်တွေဆင်နေပါပြီနော်လုံးဝဟိုတော့ကြီးရည်လင်ညင်းတိုင်းဟိုကြီးရည်လင်ညင်းတိုင်းဖော် sorry ကြီးရည်လီပူပေါင်းဆစ်စင်ပုံတရံမျိုးပုံတရံမျိုးဒါတက်မတော်ကထိုးစစ်ဆင်မှုဒါလက်ရှိစစ်ကြောင်းနေအများကြီးထိုးထည့်လိုက်ပါပြီနော်ထိုးထည့်လိုက်ပါပြီလုံးဝအဲ့ဘက်တကြိုးကတော့ဂျမ်ဘတ် PDF နဲ့ဂျမ်ဘတ် A ကတော့ပြေးစရာမြေရှာထားဖို့ပဲလိုတာပါရှာထားဖို့ပဲလိုတာပါနော်တက်မတော်ကအေယာဝတီကိုတော့လုံးဝအထိမခံပဲလက်ရှိဒါထိုးစစ်တွေအများကြီးဆင်တာပါအောက်ချီရတက်တွေနဲ့ ဒီအောက်ခြေဆိုတာအဲ့မှာရှိတဲ့ဒေတာကန်တက်တည်ရဲ့ဟိုတက်တည်နဲ့တိတ်ပြီးတော့တွဲဖက်လုံးဟိုတွဲဖက်လုံးတော့အဲ့မှာရှိတဲ့တရင်တက်ဖွဲ့တွေကိုအများကြီးအသုံးမပြုထားပဲနဲ့ဒီလက်ရှိနောက်ထပ်စစ်ကြောင်းနေနဲ့ဒူးဒါထိုးစစ်ဆင်ထားတာတွေကျွန်တော်တို့တွေ့ရပါတယ်အဲ့အတွက်တက်မတော်ကာကွယ်ဦးစီးချုပ်ကတကယ်လုတ်ပြီလားလို့ကျွန်တော်တို့တွေမင်းကမေးရမယ်နေထားရှိပါတယ်เนาะတကယ်လဲလုတ်ပါလိမ့်မယ်เนาะတကယ်လဲလုတ်ပါလိမ့်မယ်အေယာဝတီကိုတော့လုံးဝတချုပ်ကြီးကအထိခံမှာတော့မဟုတ်ဘူးအထိခံမှာတော့မဟုတ်ဘူးဒါကတော့လက်ရှိ တက်မလို့စစ်ကြောင်းနေနဲ့ပတ်သက်ပြီးပြောပြတာပါနောက်တစ်ခါတော့ဒီ KIA နော် KIA နဲ့ Jambat PDF တွေဒီရက်ပိုင်းမှာတပတ်တော့မှမတာပေါင်းဘလောက်ပေါ်သွားပြီဆိုတာသူတို့မီဒီယာတွေမှာဖော်ပြထားပါတယ်နော်သူတို့မီဒီယာတွေမှာထက်သူတို့အချင်းချင်းမှာဖော်ပြထားတာတွေတွေ့ပါတယ်နော်ဖော်ပြထားတာတွေ့ပါတယ်အဲ့တော့ Jambat KIA နဲ့ Jambat PDF တို့ကပြေးပြံကြီးမရှိတော့ပါဘူးမရှိတော့ပါဘူးအဲ့တော့ကျွန်တော်ပြောနေကြစကားတိုင်းပဲဗမော်တင်းချိုင်းကဗမော်မျိုးကဒါ Jambat KIA နဲ့ Jambat PDF တွေတော့တင်းချိုင်းကုန်းပဲဖြစ်ပါတယ်လို့နော်အဲ့တော့ သူတို့တွေဝင်လုံးနေတော့ဒီ21ရက်နေ့ကလည်းကျမ်းဘက် PDN နဲ့ကျမ်းဘက် KNY ပူပေါင်းအင်အား90ကျော်လောက်ကဟို150ကျော်လောက်ကဒီဗမော်စကားသား21ကိုဝင်လုံးနေဒါပေမဲ့သိတာပါပဲသိတာပါပဲနော်အဲ့တော့တမတော်ကဟိုဗမော်မျိုးဒီအကျမ်းဘက် KNY အတွက်တော့တင်ញံကုန်ဖြစ်ပါတယ်နော်လက်ရှိဗမော်တကြောမှာလည်းပြေးပြေးဆင်အောင်တိုက်ပွဲတွေပြင်းထန်နေပါတယ်အဲ့တော့နှစ်ဖက်ကြဆုံးလေးလည်းရှိတယ်လို့ကျွန်တော်တို့သိထားပါတယ်နော်ဒါကတော့တစ်ချက်ပေါ့နောက်တစ်ချက်ကတော့ကျွန်တော်နေတိုင်းပြောနေကြစကားအတိုင်းပဲ ဒီခင်ဗျားပြောပြောနေတဲ့နော်တမတော်ရဲ့တမိုင်းမှာမှတ်ကြောက်တင်ခံခဲ့ရတဲ့ဥက္ကဋ္ဌစကန်းနော်အကြံပြအားဖြင့်တော့တက်ရှိသူတက်ရှိ CEO ပေါ့နော်တက်ရှိ CEO နော်တက်ရှိ CEO အဲစကန်းကုန်းကိုဒါအကြံပတ်တွေအနေနဲ့တဲတဲမဲမဲကိုလိုချင်နေတယ်တဲတဲမဲမဲကိုလိုချင်နေတယ်ဘာဖြစ်လို့လိုချင်တာလဲဆိုလို့ရှိရင်ဒီစကန်းဒီတမတော်တမိုင်းမှာဒါမှတ်ကြောက်တင်ခံခဲ့ရတဲ့စကန်းဖြစ်ပါတယ်နော်ပူပူနွိနွိရိုက်ခဲ့တဲ့ဇာတ်ကားပဲဖြစ်ပါတယ်နော်တက်ရှိ CEO ဆိုတဲ့ဇာတ်ကားဒါမိဘပြည်သူတွေလည်းကြည်ပြီးရတဲ့သူကြီးကြည်ပြီးတော့ပါပြီเนาะမကြည်ရသေးတဲ့အကြံပတ်အုပ်စုတွေကတော့ ကြည့်ကြအောင်ပေါ့နော်ရှီစီယိုဆိုတာရာသဝမ်းဘလို့လာလဲဆိုတာအဲသူတို့အနေနဲ့နှစ်နှစ်ကျော်သုံးနှစ်လောက်တိုက်ပွဲဝင်ခဲ့တယ်ဒီဩဂရဏစကန်ကိုသူတို့လိုချင်တဲ့အတွက်ဒီနှစ်နှစ်ကျော်သုံးနှစ်လောက်တိုက်ခဲ့တယ်ဒါပေမဲ့မရခဲ့ဘူးလက်လွတ်ရတာပါပဲအခုနောက်တစ်ကြိမ်ထပ်မံပြီးတော့ဒီကောင်တွေဝင်လုံးနေတယ်အဲ့တော့ဒီဩဂရဏစကန်မှာဟိုဂျပါရီခံထားတာတွေရှိတဲ့အတွက်ဒီကောင်တွေဒုံးလွတ်လို့မရဘူးဒုံးလွတ်လို့မရဘူးအဲ့ဒုံးလွတ်လို့မရတော့ဘာဖြစ်လဲညီပြင်းဆင်းတယ်မတပေါ်တယ်ခွေးဖြစ်တယ်အဲ့တော့နိုင်ကြီးလေးတွေထည့်ပြလိုက်အောင်နော်ဂျမ်ဘတ် APD ရတွေ နော် NUG ဒီမှာနိုင်ရေးလေးတွေတွတ်တောင်းလိုက်အောင်မကြည်ဘူးလေးတွေတွတ်တောင်းလိုက်အောင်အဲ့တော့ဟိုနိုင်ငံတကာကိုရောက်နေတဲ့မင်းတို့ရဲ့အပေါင်းအပါတတိုက်စီကကြည်ဘူးလေးတွေတောင်းလိုက်အောင်နော်အဲ့တော့ဩဂရတာစကန်ဆိုတာတမတော်ရဲ့သမိုင်းမှာမှတ်ကြောက်တင်ခံထားရတဲ့စကန်ဖြစ်တဲ့အတွက်လုံးဝတမတော်လည်းဒီစကန်ကိုတော့လက်လွတ်မခံဘူးလို့တော့ကျွန်တော်တို့တွေယူဆပါတယ်နော်အဲ့အတွက်လည်းဒါအလုံးစုံစီမံထားတာတွေတွေ့ရပါတယ်ဒါတော့တစ်ချက်ပေါ့ဒါနောက်တစ်ချက်ကတော့ ပျော်စီပြက်စီစကားအနေနဲ့ပြောတာပါနော်ပျော်စီပြက်စီဆိုတဲ့စကားအနေနဲ့ပြောတာပါအဲ့တမတော်ကာကွယ်ဦးစီးချုပ်အနေနဲ့ဟိုတက်ချုပ်ကြီးရဲ့သားသမီးတွေပေါ့နော်သားသမီးတွေအဲ့တော့သားသမီးဆိုတာလည်းသမီးတွေသမီးတွေနော်စစ်သမီးတွေစစ်သမီးတွေကိုယူနီဖောင်းအပြည့်စုံပေးလိုက်ပါအောင်နော်ယူနီဖောင်းအပြည့်စုံဝယ်ရင်လည်းဝယ်ပေးလိုက်ဗျာဝယ်မပေးရင်လည်းထုတ်ပေးလိုက်ပါနော်သူတို့မှယူနီဖောင်းမရှိဘူးဖြစ်မယ်နော်ယူနီဖောင်းတော့ရက်ဝတ်တို့မရှိပါဘူးနော်မရှိရတော့ပေးလိုက်ပါအဲ့ပေါ့အများဆုံးနေရာတွေကအဲ့စစ်သမီးတွေပဲနော်အများဆက်သားတွေကမစော့ဘူး စစ်သားတွေကတော့သူညီပြမတိုက်ပွဲဝင်နေကြတာတိုက်ပွဲဝင်နေကြတာနော်စစ်မြေပြမစစ်ခင်းနေကြတာဒါပေမဲ့အဲသူတို့ယာနေတဲ့အဖွဲ့တွေနော်ယာနေအဖွဲ့ကျွန်တော်အဲ့လိုရိုင်းရိုင်းလေးတော့ပြောလိုက်မယ်ယာနေအဖွဲ့တွေသူတို့ယူနီဖောင်းမရှိပါဘူးအရွက်မရှိဘူးအဲ့တော့ထုတ်ပေးလိုက်အောင်တချို့ကြီးနော်ထုတ်ပေးလိုက်အောင်ဘာလို့လဲဆိုတော့တိတော့ဆော့တာလူလိုဆော့လို့ရပါတယ်နော်အဲ့မှာချင်းအောင်နေကိုခေါင်းလှုပ်ပြီးထမင်းလှုပ်ပြီးတော့ဆော့တဲ့သူနဲ့ဆောင်ကြပတ်ပြီးဆော့တဲ့လူနဲ့ဟိုဆောင်သူပတ်ပြီးဆော့တဲ့လူနဲ့ဆောင်ကြဆိုတာဘယ်နေရာမှာအသုံးပြုရလဲဆိုတာလည်းသူတို့သိအောင်မေးလိုက်အောင်နော် ဟိုလက်ရှိအဲ့အိုင်နဲ့ဆော့နေတွေ့ရတယ်ဗျနော်တွေ့ရတယ်အဲ့အိုင်မကောင်းဘူးဗျနော်တက်မတော်သားတွေကဒီဆောင်းတူဆောင်းကြားချင်းတော်ဆိုတာအမျက်တနိုးထားတာခေါင်းခေါင်းပြီးတော့အိတ်တဲ့နော်ခင်းပြီးထောင်ပြီးအိတ်တဲ့ရာဝတ္ထုတစ်ခုဖြစ်ပါတယ်ခင်ဗျားထမင်းဝတ်ဖို့မဟုတ်ဘူးစက်ကဝတ်ဖို့မဟုတ်ဘူးတက်မတော်သားတွေဘုံနေနေဖာသမားတွေနော်ကွက်ကိုစင်စင်ကြီးကြီးနဲ့ဆော့ပါကျွန်တော်ဒီလောက်ပဲပြောမယ်စိုးလာရင်တော့ထက်ရိုင်းမှုရှိပါတယ်နော်ဘာလို့လဲဆိုတော့တက်မတော်သားတွေရဲ့နော်ဦးကောင်းမှထားတဲ့နော်ဆောင်းတူဆောင်းကြားချင်းတော်ဆိုတာကတက်မတော်သားတွေအတွက်အမျက်တနိုးမရှိမဖြစ်ထားရတဲ့အရာဖြစ်ပါတယ်နော်